အင်ဂျင်နီယာဇာကားပဲဘလူကားတွေပဲရိုက်ရိုက်ပေါ့နော်ဒီဟာရဲ့အကြောင်းကိုအနေငယ်ထဲထဲဝင်ဝင်တိတဲ့နယ်လို့တော့ထင်တယ်ပေါ့နော်ပထမဦးဆုံးနဲ့နောက်ဆုံးချိန်ဖြစ်ပါစေနော်နောက်တစ်ခါဆိုရင်နင်တို့9ယောက်လုံး9ကိုယ်တိုင်ကြောက်ထုတ်ပြမယ်ဆွာတာကြတော့လေအဲ့လိုတခုခုဆိုအထိမခံရွှေမခံသိရမယ်အဲ့ဒါကြတော့ဆွာတာပေါ့နော်ညီမဆူတာကြတော့အဓိကစိတ်ပဲပေါ့နော်ကိုယ်စိတ်ထဲမှာဒီလူတွေကို စိတ်ခံစားချက်တွင်းပြတတ်ရတယ်။ကိုအပြင်မှာပါဒီကလေးတွေကိုကချစ်နေမှာဆရာဆရာမရဲ့ဂုံပုတ်ကိုစောင့်နိုင်နေဆိုပြီးတော့လဲပြောခံရတယ်ပေါ့နော်။အဲ့ဒီအတွက်လဲမှန်တိုင်းပြောရင်ဝမ်းသာတယ်ပေါ့နော်။ ဖျောင်းတက်ဂရိတ်ဆိုက်ရိုက်တယ်ဆိုတော့အထက်ကညီမတို့ကတင်းဝက်ညီတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ညီမဝတ်စားစင်ရမှုဆိုရင်စတိုင်လစ်တွေကတည်တည်ချာချာလုပ်ပေးထားရတယ်ပေါ့နော်။အဲဟိုပဝါခါးချားလေးညက်တာအစားအဲ့ပထမတော့ပဝါခါးချားမညက်သေးဘူး။အဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ပရိုဂျူဆာကနေပြီးတော့ပေါ့နော်။ဟွာတဲ့သူတို့ကြောင့်ဆရာမပေါ့နော်။ပဝါလေးခါးချားညက်တယ်တဲ့။အဲ့ဒါလေးလုပ်ပေးပါဆိုတာနဲ့အဲ့ဒါနဲ့ပဝါခါးချားလေးညက်တယ်။အဲသဘင်ကတော့ပထမကတော့စဉ်းစားထားတာကို တန်းမိုင်ဆရာမရှိရပေါ့နော်ဟိုကိုရန်အရန်ကြိုက်တဲ့ကိုရန်အတန်းမိုင်ဆရာမရှိခဲ့တယ်အဲ့ဆရာမဆိုရင်အမြဲတမ်းသပင်လေးကိုအမြဲထုတ်တယ်ညီမကကျတော့အဲ့လိုအမောက်ကလေးဖြစ်ချင်တာပေါ့နော်ဘာလို့ဆိုတော့တီချေကကျတော့သပင်ကိုသူအတိလေးညှက်ပြီးတော့အမောက်ကလေးလှုပ်ထားတာဆိုတော့ ကိုယ်စပင်ကအဲ့ချိန်မှာကြတော့လေတိုးနေတော့အမောက်ကလှုပ်လို့မရတော့ကဲအဲ့ဆိုလဲကော်လေးနဲ့ဖြန်းပြီးတော့ပေါ့နော်အဲ့လိုလေးလှုပ်ပေးပါဘာလို့လဲဆိုတော့ကျောင်းတော့အဲ့ဆီမှာနဲ့တူကျင်လို့ဆိုပြီးတော့အဲအဲ့လိုပုံစံလေးပေါ့နော်ပြီးတော့လေညီမတို့ကကျောင်းစည်းကမ်းရဆိုရင်ညီမတို့လည်းအကုန်လုံးပေါ့နော်လူတွေအကုန်လုံးကကျောင်းသားဘဝကိုဖျက်ဆီးခဲ့ရတဲ့သူတွေပဲပေါ့နော်ညီမတို့ကျောင်းသားတွေမှာလက်သေးနေစိုးပွင့်မရှိဘူး လက်သက်နီဆိုွက်မရှိဘူးအဲ့လိုအเจ้าအဝတ်အစားဆိုရင်လည်းတသက်ရဲ့ဝေးရတယ်မိန်းကလေးတွေအရောက်ကြလေးအဲ့လိုရှက်တွေပါတယ်ဆိုလည်းတိတ်ပြီးတော့လက်မခံကြဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ညီမတို့ကအဲ့ဒီဘဝကိုညီမတို့ငယ်ဘဝပေါ့ဥမာ9တန်း8တန်း9တန်းအဲ့လိုအရွယ်ဘဝကိုညီမတို့ကပြန်ပြီးတော့လေးလာရတယ်ကြည်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ9တန်းဆရာမရဲ့ပုံစံဆိုလည်းဆရာမလက်သေးအရှိတောင်မထားဘူးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဆိုတော့အဲ့ဒီဆရာမကိုလည်းကိုသဘောကျတာနဲ့ပဲအဲ့ဒီဆရာမရဲ့ပုံစံလေးကို inspire ယူပြတာပေါ့စမရလို့ စာညံ့လို့စာမကျက်ချင်လို့ဆိုတော့ငါနားလည်ပေးလို့ရတယ်။အခုလို့အကျဉ်းစာရိတာပြတ်ပြားတာတော့ငါလုံးဝခွင့်မလွတ်နိုင်ဘူး။အာဂယုနာဒေါသကြတော့အမ်အဲ့ဒါကြတော့လေပေါ့နော်ညီမကခေါင်းထဲမှာတွေးထားတာပေါ့ကိုသားចောင်းဆရာမဆိုရင်ဘယ်လိုလုပ်မှာလဲသိတယ်မလားအဲ့ဒီဟာကအမြဲတွေးကြည့်တယ်ပေါ့နော်ကိုကြုံမှုတဲ့ဆရာမတော်တော်များများចောင်းသားတွေကိုစူတာစူတာအမြဲတမ်းចောင်းသားတွေအပေါ်ကိုတော့ချစ်တယ်အဲ့လိုမျိုးဆိုတော့ ကိုလည်းအဲ့လိုမျိုးဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အတွေးနဲ့ပဲညီမအကြောင်းသားတွေကိုဆူတဲ့အခါကျရင်လည်းတစ်ခါကျရင်အဲ့လိုပေါ့နော် dry dye ဘာလို့လဲပြောရပေါ့နော်ဟဲ့အတန် flow အရင်မြင့်နေတယ်နည်းနည်းလေးဟွာဖြစ်ဆိုရင်အဲ့လက်ညာကိုကိုနည်းနည်းပြန်ထိန်းပြီးတော့မှဩငါဒီ flow နဲ့ပဲသွားရမယ်ဆိုတာကိုကိုကိုမှတ်ယူလိုက်တယ်ပေါ့ဆူတာနဲ့ဆိုတာပြောလို့ခွာ အဲ့ဒါဘယ်လိုလဲဆိုတော့လေဟိုစွာတာကြတော့လေအဲ့လိုတခုခုဆိုတော့အထိမခံရွှေမခံသိရမှာအဲ့ဒါကြတော့စွာတာပေါ့နော်ညီမဆူတာကြတော့ဘယ်လိုလဲဆိုတော့ဒီလွင်မောင်တို့ထူးစော်တို့စွမ်းထမ်းမောင်တို့ထိန်လင်းအောင်တို့ရဲကောင်တို့ဆိုတာကြတော့လေအပြင်မှာလဲကိုကသူတို့အဲ့ဆီယာမတွေအတိုင်းပဲ ကို့မောင်နေလိုပဲချစ်တော့ဟဲ့နင်တို့တွေကဘာဖြစ်တဲ့ညာဖြစ်တဲ့အမြဲအဲ့လိုပြောနေတာလဲအချင်းဖြစ်သွားတဲ့အခါကျတော့တကယ်လဲစုလဲစုရောသူတို့အပြစ်မှလည်းဒီမောင်ဒီမောင်လေးတွေ၅ယောက်လုံးမောင်လေးတော့ကိုရဲကောင်ကတော့ကိုထကြည်တာပေါ့နော်ဒီလူတွေကိုကိုကအပြစ်မှလည်းတကယ်မောင်နေလိုချစ်တယ်ချစ်တဲ့အခါကျတော့အဓိကစိတ်ပဲပေါ့နော်ကိုစိတ်ထဲမှာဒီလူတွေကိုကစိတ်ခံစားချက်သွင်းပေးတတ်ရတယ်ကိုအပြင်မှာပါဒီကလေးတွေကိုကချစ်နေမှာ တကယ်เจ้าသားကရိုက်တဲ့အခါကျတော့ကိုစုရာတွေရိုက်တာတွေကျတော့ကို့မောင်နေအဲ့လိုမျိုးသဘောမျိုးနဲ့ပဲကိုကအဲ့လိုတိတ်ယုတ်ဆောင်ပါပေါ့အခုလို့ခိုးချောင်ခိုးဝက်လောက်တာပထမဦးဆုံးနဲ့နောက်ဆုံးချိန်ဖြစ်ပါစေနော်နောက်တစ်ခါဆိုရင်နင်တို့၅ယောက်လုံးငါကိုယ်တိုင်ကြောင်းထောက်ပြမယ်ဆရာဝင်မှမဟုတ်ဘူးအင်ဂျင်နီယာဇာကားပဲဘလူကားတွေပဲရိုက်ရိုက်ပေါ့နော်ဒီဟာရဲ့အကြောင်းကိုအနေငယ်ထဲထဲဝင်ဝင်တိတိနဲ့လို့တော့ထင်တယ်ပေါ့နော်အဲညီမဆိုလည်းဒီဟာကို ကိုဟောက်ကိုလေ့လာရတာပဲပေါ့နော်လေ့လာပြီးတော့ငါဘယ်ဆီယမဖြစ်ချင်တာလဲဆိုတော့ကိုဟောက်တွေးတယ်အရန်ဂယုနာတက်ရောက်တဲ့ဆီယမဖြစ်ချင်တာလားအခုနလိုပေါ့နော်တပည့်တွေစိုးပင်မဲ့လဲစူမဲ့ပြီးသွားရင်တော့တပည့်တွေပေါ်လဲကောင်းပင်မဲ့အဲ့လိုလူမျိုးဖြစ်ချင်တာလားဆိုတဲ့အချိန်မှာကိုကြိုက်တဲ့ဆီယမကိုကရွေးချယ်လိုက်တာပေါ့နော်ဘယ်သူမှဆိုဇကားရိုက်ရရင်တော့လူတိုင်းကတော့လှချင်ကြပါတယ်ဒါပေမဲ့ ိုဘာပဲပြောလေပိုလဲပထမအဦးဆုံးအဲ့လိုမျိုးရိုက်ရတာဆိုညီမဆိုရင်ဒီဖြောင်းတက်ဂရက်မှာပထမအဦးဆုံး၄ရုံးလေးရလို့ဆိုပြီးပျော်တယ်ဒါပေမဲ့ကိုလဲလှကျင်တာပေါ့ဒါပေမဲ့ညီမအလှအထက်ညီမကာရိုက်တာကိုပိုဦးစားပေးတယ်လှကျင်နေဆိုပေမဲ့လည်းဆီယမအဲ့လိုမိတ်ကအများကြီးလိမ့်နေလို့လည်းအဆင်မပြေဘူးလေအဓိကညီမတို့စကားတွေကိုကြည့်ပြီးဝေဖန်မှာပြိသက်အဲ့တော့ညီမတို့ကပြိသက်အကြိုက်လိုက်လို့မှပြိသက်ကကိုတွေကိုအားပေးမှာအဲ့လိုဖြစ်တာဖြစ်တဲ့အတွက်ညီမခေါင်းထဲမှာတွေးလိုက်တာကဲသဘင်ရောဟိုဟာ စတုံးမဲ့ထုံးမဲ့ပေါ့တချို့အိမ်နေရင်းစင်းနေဆိုသူတို့အဲ့လိုမိတ်ကပ်စရာတော့ပြောပါတယ်ဇပင်းလေးချကြင်လားဒါမှမဟုတ်အဲ့လိုတဝက်စည်းမလားဆိုဇပင်းလည်းအိမ်တော့ကိုတူတူလေးဖြစ်နေတော့ကမချအောင်လို့ဘာဖြစ်လို့လဲဆိုတော့ကို့အကြောင်းမှလည်းကို့ကျူရှင်သွားတက်တဲ့အချိန်ပေါ့နော်ကို့အတန်းမိုင်စီမှာပဲကျူရှင်သွားတန်ဆီမှာလည်းအမြဲဇပင်းလေးစည်းထားတယ် ်ဇပင်အဲ့လိုချတာတော့မရှိဘူးပေါ့နော်မချိမရှိတဲ့အခါကျတော့အဲ့နဲ့ကဲအဲ့ဆိုလဲအဲ့လိုလေးပဲဇပင်လေးပဲစီးပေးတော့လို့အဲ့လိုညအဖေနဲ့တွေ့တဲ့စင်းနေဆိုလဲအဲ့လိုပဲအမြဲအိမ်မနေတော့ဇပင်စီးတယ်ကြောင်းသွားရင်တော့သရုံလေးထုံတယ်ပေါ့ဖျောင်းသက်ခွင့်မှာဆိုရင်သူအိုက်လိုက်တာအမဲပေါ့နော်မျိုးလုံးနဲ့ကိုထဲ့ကျင်တယ်ဆိုတော့ညမပထမတည့်ရပေးထဲလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ညမမျိုးလုံးအရန်ပို့ပြူးသွားတယ်လို့ခံစားရတယ်အဲ့လက်ခါကျတော့ဘာလို့လဲဆိုတော့ညမကမျက်လုံးအရန်ပြူးသွားရင်လေတကယ်ဗန်ရုပ်အဲ့လိုဖြစ်ဖြစ်သွားတာဆိုတော့အဲ့ဒီအဲ့တည့်ရလေးထဲပြီးနောက်နေ့ရစပြီး မိတ်ကက်ဆရာကိုလုံးဝအမဲမထဲပါနဲ့တော့လို့ဘာဖြစ်လို့လဲဆိုတော့ညီမရဲ့မျက်လုံးကအရင်ကြီးဟိုဖြစ်သွားတဲ့အခါကြရင်လို့ကြောင်သားတွေပေါ့ဟိုကသိရမလား van အဲ့လိုဖြစ်သွားမှဆိုလို့ဆိုတော့အဲ့လိုမျက်လုံးမဲတွေလည်းမထဲခိုင်းဘူးနှာခမ်းနေအောင်မတခါလေကြရင်လေအဲ့လိုတနေကုန်စိုးထားရမလားပြတ်သွားဆိုနှာခမ်းလေးနည်းနည်းတန်းအာမလို့တော့ဒီစင်းကနှာခမ်းနေမလို့တော့ဒီတိုင်းလေးပဲရတယ်ဒါဆိုတော့နှာခမ်းနေထင်သေးတယ်မလားရပြီရပြီအဲ့လောက်ပဲဆိုတော့လူတိုင်းကတော့လှကြံကြတာပဲလေဒါပေမဲ့ညီမ character လှမယ်ဆိုတော့ညီမလှမှာ အဲ့လက်ကျမိတ်ကပ်ဆရာကိုတော့ဘယ်လိုလေးလုပ်ပေးဘာလေးလုပ်ပေးဆိုတော့လှမှာလေအခုကညမရိုက်ရတဲ့ character တော်တော်များများဟာအဲ့လိုလှရတဲ့ဟာတွေကတိတ်မရှိဘူးလေအဲ့လိုဆိုတော့အဲចောင်းသား9ယောက်ကိုလည်းအားပေးတဲ့ fan တွေအများကြီးရှိတယ်အဲ့ဒီအပြင်မှာဆရာမ အဖွဲတွေအများကြီးပဲရှိတယ်ပင်စင်ယူရတဲ့ဆီယမိုက်လည်းရှိအဲ့ဆီယမိုက်တွေတော်တော်များများလည်းအခုလည်းအဲ့အဲ့ဆီယမိုက်တွေပဲလာတော့မသိဘူးပေါ့နော်ကွန်မန့်နေရေးတယ်ငါတို့ចောင်းသားဘွားမှာအဲ့လိုမျိုးလေးပဲဇဒုံလေးတွေထုံးပြီးတော့ဒီလိုလေးလုပ်ခဲ့တာသူတို့တွေကိုယ်တိုင်ကလည်းညီမတို့အဲ့လိုပေါ့နော်ကွန်မန့်လေးတွေဖတ်ကြည့်အချီးကျူးစကားတွေပြောထားတာအများကြီးပေါ့နော်သူတို့ရဲ့ပညာရေးဟို အတွက်ပေါ့နော်ဆရာဆရာမရဲ့ဂုံပုတ်ကိုဆောင်းနိုင်တယ်ဆိုပြီးတော့လည်းပြောခံရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းမှန်တိုင်းပြောရင်ဝမ်းတာတယ်ပေါ့နော်ငါတယောက်တည်းကောင်းမှုအတွက်ပဲလုံးလို့မရဘူးပေါ့နော်ဇကားတကားပောက်ဖို့အတွက်ကကြတော့အားလုံးမှာတောင်းဝင်ရှိတယ်ပေါ့နော်အားလုံးဆိုတာတရုပ်ဆောင်နေမှာမဟုတ်ဘူးပေါ့နော်ဒရိုက်တာတွေပြီးတော့ရင်ကင်မရာတွေ lighting တွေ setting တွေအားလုံးမှာတောင်းဝင်ရှိတယ်အဓိကအားလုံးကပျော်နေမှာတရုပ်ဆောင်လာတာပို့အဆင်ပြေတာ ဥမာထားပါတော့ဟဲ့ဟိုလူကငါ့ကိုသွားတယ်ဒီလူကငါ့ကိုတည့်ရမလားကြော်ခွာသွားတယ်အဲ့လိုစိတ်မျိုးကြီးတွေထားနေမယ်ဆိုရင်တော့ဒီတရုပ်ဆောင်မိုင်းမှာလည်းအဆင်မပြေဘူးလို့တော့ထင်တယ်ပေါ့နော်ဥမာထားပါတော့ဥမာအမားနဲ့ညီမနဲ့ကမတည့်ဘူးမတည့်ပေမဲ့တရုပ်ဆောင်ပါတယ်ဒါပေမဲ့ညီမစိတ်ထဲမှာကြတော့အော်ဘလို့ပဲမတည့်တဲ့ဘလို့ပဲဖြစ်နေပါစေငါတို့ဒီဇာကားပောက်ဖို့အတွက်ကဒီလိုပါငါတို့ဘွားဖြစ်မှရမယ်ဆိုရဲအတွေးမျိုးနဲ့ကဲကိုနဲ့မတည့်ပေမဲ့လည်းဟဲ့ညကြရင်ငါတို့မိုးလေးသွားစားကြမယ်နော်အဲအဲ့လိုပုံစံမျိုးလေးတွေတော့စိတ်ကထားရတာပေါ့